Don't run away from difficulties. အခက်အခဲတွေကနေပြီးတော့ရှောင်မပြေးပါနဲ့။မင်္ဂလာပါ။ဒီနေ့တော့ English လို့ဘဝအတွက်အားပေးစကားလေးတွေအနည်းငယ်ပြောပြပါမယ်။ Don't run away from difficulties. အခက်အခဲတွေကနေပြီးတော့ရှောင်မပြေးပါနဲ့။ဘဝဆိုတာကတော့အခက်အခဲမျိုးစုံနဲ့ကြုံရတတ်ပါတယ်။အဲ့လိုအခက်အခဲတွေကနေပြီးတော့ရှောင်မပြေးနဲ့လို့ပြောချင်ရင် Don't run away from difficulties. ြဿနာတွေကိုဥပိ္ပခာမှာပြုလိုက်တယ်လို့ပြောချင်ရင် don't ignore problems don't ignore problems ပြဿနာတွေကိုမဖြေရှင်းမဲ့ဥပိ္ပခာပြုလိုက်ရင်ပိုကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့ဗျာဒါကြောင့် don't ignore problems don't fight against changes ပြောင်းလဲမှုတွေကိုမောင်းမထုတ်ပါနဲ့ပြောင်းလဲမှုတွေကိုကံမထုတ်ပါနဲ့ကျွန်တော်ဘဝတွေမှာပြောင်းလဲတွေဆိုတာလိုအပ်ပါတယ်ကောင်းမွန်တဲ့ပြောင်းလဲမှုတွေရှိတယ်လို့မကောင်းတဲ့ပြောင်းလဲမှုတွေလည်းရှိတတ်တယ် ဒါပေမဲ့ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကိုကျွန်တော်တို့ကညှင်းပယ်လိုက်မယ်ကန့်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘဝထုတ်တတ်မှုတွေဟာအားနည်းသွားတတ်တယ်နောက်ကျသွားတတ်ပါတယ်ဒါကြောင့်မလို့ don't fight against changes ဘဝတော့နောက်ထပ် apex ကလေးတစ်ခုကတော့ don't depend on others too much don't depend on others too much တခြားသူတွေပေါ်အလွန်အကျွံမမီပေါ်ပါနဲ့ကျွန်တော်လူသားတွေဟာမိသားစုအပေါ်မောင်နှမအပေါ်လို့ပေါ်ကိုင်းဘက်အပေါ် မိခိုတတ်တဲ့သဘာဝလေးတွေရှိတတ်ကြပါတယ်။တယောက်ပေါ်တယောက်ကန်းကျွမ်းမီကျွမ်းကန်းမီအနေနဲ့ကူညီတတ်တာမိခိုတတ်တာဟာပြဿနာမဟုတ်ပေမဲ့တခြားသူတွေအပေါ်အလွန်အကျွံမိခိုမိရန်တော့ကျွန်တော်တို့တို့အခက်အခဲတွေပြဿနာတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့်ကိုမိခိုတဲ့သူဟာကိုအားကိုးတဲ့သူဟာကိုပေါ်မကူညီနိုင်တဲ့အခါကိုပေါ်မကောင်းနိုင်တော့တဲ့အခါကိုမျောလင်းတလို့တွေဖြစ်မလာတဲ့အခါစိတ်သက်တွေကြာသွားတာတူးတူးတယောက်တည်းရင်မဆိုင်နိုင်တော့တာတွေ ဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့ don't depend on others too much don't be too negative အဆိုးမြင်မလွန်ပါစေနဲ့အဆိုးမြင်တဲ့အယူဝါဒတွေအဆိုးမြင်တဲ့စိတ်ထားတွေကိုအလွန်ကြုံဖြစ်ပါစေနဲ့ကျွန်တော်အတွေ့ထဲမှာအဆိုးမြင်ဝါဒတွေကြီးဆိုးလာပြီဆိုရင်ကိုယ်ပဝန်းကျင်မှာပျော်စရာဆိုတာမရှိဖြစ်သွားတတ်ပါတယ်အဲ့လိုပဲမကောင်းမြင်စိတ်တွေများလာပြီဆိုရင်ပေါင်းသင်းဆက်ဆံရေးတွေမှာရောအလုပ်ကိုင်းတွေမှာရောမိသားစုမှာရော ပြဿနာတွေပို့ပြီးတော့များလာတတ်ပါတယ်။ဘဝကြီးကလည်းနေထိုင်ရတာပို့ပြီးတော့အတိတ်ပဲမဲ့လာတတ်ပါတယ်။ဒါကြောင့် don't be too negative ဒီနေ့ဘဝအတွက်နောက်ဆုံးအားပေးချင်တဲ့စကားလေးကတော့ don't feel small အားမငယ်ပါနဲ့ကိုလိုချင်တာမရတဲ့အခါသို့မဟုတ်တူးတယောက်တည်းရင်ဆိုင်ရတဲ့အခါတွေမှာအများစုအားငယ်တတ်ကြပါတယ်။ဒါကလည်းသဘာဝဆိုပေမဲ့ကျွန်တော်ကိုကိုကိုယုံကြည်ဖို့လိုအပ်တယ်ကိုကိုကိုအားကိုးတတ်ဖို့လိုအပ်ပါတယ်။ အမြဲတမ်းစိတ်အားငယ်နေလို့မရပါဘူးဒါကြောင့်မလို့ don't feel small စိတ်အားငယ်ပါနဲ့ဟုတ်ကဲ့ပါဒါရီကတော့ဘဝအတွက်အားပေးတဲ့အင်္ဂလိပ်စကားလေးဖြစ်ပါတယ်မစ္စီရိုရဲ့ဘဝမှာအောင်မြင်ဖို့ပျော်ရွှင်ဖို့တိုးတက်ဖို့ကိုကကိုအားပေးဖို့လိုအပ်တယ်လို့တခြားသူတွေကိုလည်းအားပေးဖို့လိုအပ်ပါတယ်တခြားသူတွေကိုမကူညီခင်မှာကိုကကိုကူညီနိုင်အောင်အရင်စူးစမ်းရပါတယ်တခြားသူတွေကိုအားမပေးခင်မှာကိုကကိုအားပေးနိုင်အောင်စူးစမ်းရပါတယ်ဒါကြောင့်ဒီစကားလေးတွေကိုကိုကကိုအားပေးတဲ့အနေနဲ့အသုံးချပါ ခဏခဏပြောပြပါဒါဆိုရင် ကျွန်တော်တို့ဘဝတွေမှာစိတ်ချမ်းသာစရာတွေစိတ်အားတက်စရာတွေပျော်စရာတွေနဲ့အောင်မြင်မှုတွေပိုများလာမှာဖြစ်ပါတယ် Thank you for watching